ရင်ရိုးရာရှင်ပြုတ်၏အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Revolution Traveler တော်လန်ခရီးသွားဆိုတဲ့ YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးပါဒီတစ်ပတ်မှာတော့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ကရင်ပြည်နယ်ကရှင်ပြူတဲ့ရိုးရဒလေးအကြောင်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့အညာဒေသနဲ့ဘာတွေဘလို့ကွဲပြားသလဲ ကရင်ပြည်နယ်မှာရှင်ပြုအလူဝဲတွေကိုကျွန်တော်တို့အညာဒေတာမှလိုမျိုးပဲဒီမိုးလီကင်းလွတ်တဲ့ယာတီတွေမှာကျင်းပကြတာမျိုးမဟုတ်ဘဲနဲ့ဒီတကြံမတိုင်ခင်ပေါ့နော်တကြံလာပြီးမတိုင်ခင်အကျိုးအကြအကျက်အတက်ဆိုတဲ့ရက်တွေမတိုင်ခင်မှာဒီကရင်ပြည်နယ်မှာရှိတဲ့ရွာတွေကမိမိအိမ်အလိုက်အိမ်အလိုက်အလူတွေပြူကြတယ်ပြီးပြီဆိုလို့ရှိရင်တော့အဲ့ဒီလိုမျိုးအလူပြူပြီးလို့တကြံသားနီးပြီးဆိုမှ တရွာလုံးစုပေါင်းပြီးတော့ဘုံကြီးเจ้ามาตั้วပြီးတော့สั่นช้าจ๋าတယ်ตင်งั้นวิจ๋าดาပဲဖြစ်ပါတယ်ဒါကဆိုရင်တော့ဒီအိမ်မှာသူတို့တွေကြွေးမွေးအဲ့ခံပြီးတဲ့နောက်ဘုံကြီးเจ้าကိုตั้วจ๋าတဲ့မြင်ကွင်းပဲဖြစ်ပါတယ်မိမိတို့ရဲ့အလူမင်္ဂလာအိမ်ကနေပြီးတော့ဘုံကြီးเจ้าကိုตั้วတဲ့လမ်းတစ်လျှောက်မှာလဲဒီလိုမျိုးရှင်လောင်းတားတဲ့ဓလေတွေရှိပါတယ်အဲ့ဒီလိုမျိုးရှင်လောင်းတားတဲ့နေရာတွေမှာဆိုလို့ရှိရင်လေအလှူတကအလှူအမကနေပြီးတော့မှာ ဒီသူတို့အတွက်မုံဘိုးတွေဒီအလူငွေတွေပေးပြီးမှသာလင်ရှေ့ဆက်လို့ရတာမျိုးဖြစ်ပါတယ်အဲ့တော့ရှင်လောင်းကားတွေရှိမှတားတယ်ဒီတပိတ်တွေပေါ့နော်ဒီကွင်းရွက်တွေကွင်းတောင်းတွေကင်လာတဲ့သင်္ကန်းပရိခရာတွေကင်လာတဲ့အလူအမာတွေရှိမှတားတယ်တားတဲ့အခါမှာလဲတားတဲ့သူတွေကလည်းပျော်ပျော်ပါပါကားကြခုံကြတယ်ပြီးလို့ရှိရင် ဒီအလူတကအလူအမတွေကလည်းပျော်ပျော်ပါပါကကြခုံညားတယ်။ပြီးရင်ဒီရှင်လောင်းဒီအလူလေးကိုတားတဲ့သူတွေကိုသူတို့တောင်းတဲ့ဒီငွေပမာဏအတိုင်းလည်းအဲတကယ်ပေးကြတယ်ပေါ့နော်။အဲဒါဆိုလို့ရှိရင်လည်းဒါဒီကျွန်တော်တို့အဲ့ဒီရွာကဘုံကြီးကျောင်းမဝင်ရင်ဘုံကြီးကျောင်းအပေါအဝမှာရှိရဲ့ဒီဒါဒီရှင်လောင်းလှဲတဲ့ဒီအလူလမ်းကျောင်းကိုဒါတားပြီးတော့ကခုံနေကြတယ်ဒါရွာတွေကအန်တီတွေဖြစ်ပါတယ်။အရန်ပျော်ရကြတယ်လို့ပြောရမှာပဲဖြစ်ပါတယ်။ဟို တောက်စားမူယူတာမျိုးမဟုတ်ဘဲနဲ့ဒီတိုင်းပျော့ပျော့ပါပါအဲဒီကကြခုံညပေါ့နော်အဲအရန်ကြည်နူဖို့ကောင်းပါတယ်ပြီးရင်ကြာကြာမမကြီးကြီးငယ်ငယ်ဘာမှမရွေးဘဲနဲ့တပြိုတပါးကြီးကခုံညတာပါ ဆန္ဒကျွန်တော်ပြောသလိုပဲတကြံမတိုင်ခင်အဲတရွာလုံးမိမိအိမ်အလိုက်ဒီအလူပြူမဲ့ယဟန်ဝိမဲ့ရှင်ဒီကိုရင်ဝိမဲ့အိမ်အလိုက်အဲ့ခံကျွေးမွေးကြတယ်အဲ့ဒီလူတွေအဲ့ခံကျွေးမွေးသွားပြီဆိုတော့ဒီတတ်မှတ်ထားတဲ့ရက်ရောက်ပြီဆိုရင်အဲ့ဒီအလူအိမ်နေအကုန်လုံးကနေပြီးတော့မိမိတို့ကြေးရွာမှာရှိတဲ့ဘုံကြီးချောင်းတွေကိုစုပြီးတော့သွားကြတယ်ဘုံကြီးချောင်းကိုရောက်ပြီဆိုလို့ရှိရင်တော့သူတို့ရဲ့ဒလီက ျွန်တော်တို့အညာဒေတာမှလိုမျိုးဒီအလူဝင်ပေါ့နော်အလူဝင်နေမှာယုံစမ်းကျွေးပြီးတော့အလူလှဲ့တာမျိုးမဟုတ်ဘဲနဲ့ဒီမိမိအလူအိမ်ကနေဖုန်ကြီးချောင်းသွားတဲ့လမ်းတစ်လျှောက်မှာလှဲ့တဲ့ပုံစံရင်ဒီဖုန်ကြီးချောင်းကို ရောက်ပြီးဆိုလို့ရှိရင်တင်ငန်းပရိခရာတွေကွင်းရွက်ကွင်းတောင်းတွေဒီဒီကိုရင်နေရဟန်းနေသုံးမဲ့အသုံးဆောင်တွေကိုအဲပွေပိုက်ပြီးတော့မှဖုန်ကြီးချောင်းကို သုံးဘက်ပက်ရတာပဲဖြစ်ပါတယ်အဲဒါကတရွာလေးလားဆိုတော့အဲ့ဒီလိုမဟုတ်ဘူး ကျွန်တော်ရောက်ခဲ့ဘူးတဲ့ကရင်ပြည်နယ်ကရွာတိုင်းရွာတိုင်းကဒီပုံစံပဲရှင်ပြကြပါတယ်ဒါဆိုလို့ရှိရင်လေဒီစွန်းနာဒီရွာထဲမှာရှိတဲ့အလူအိမ်တွေအားလုံးကရှင်လောင်းနေအကုန်စုပြီးတော့ဒီအလူဘွဲကျင်းပါတဲ့မိသားစုဝင်တွေအကုန်လုံးစုပြီးတော့အလူပြုမဲ့ဒီဖုန်ကြီးเจ้าကို သုံးဘက်ပတ်ရပါတယ်အဲအဲ့ဒီမှာဆိုလို့ရှိရင်လေဒီရွှေမူးငွေမူးကျဲကြဒီအလူလေးကိုလိုက်တဲ့သူတွေကဒီရွှေမူး အရှင်မုံငွေမှုကျဲတဲ့ပတ်စံတွေကိုလူကောက်ကြနဲ့တော်တော်လေးပျော်စရာကောင်းပါတယ်ကျွန်တော်တို့ဒေတာနဲ့မတူတဲ့ရိုးရဒလေးလို့ဆိုရမှာပဲဖြစ်ပါတယ်အဲ့ဒီလူမျိုးသုံးပတ်လှည့်ပြီးသွားပြီးဆိုရင်တော့ဒီကားလေးပေါ်မှာရှိတဲ့မောင်ရင်လောင်းပေါ့နော်ဒီရှင်လောင်းတွေဒီကိုရင်တွေတာမဏေတွေပေါ့နော်ဒီယဟန်တွေမဖြစ်ခင်မောင်ရှင်လောင်းတွေကိုမြေကြီးနဲ့လုံးဝပေးမတိပါဘူးကားပေါ်ကနေပြီးတော့မှသူကဂုတ်ပေါ်မှာထမ်းဖို့ခေါ်ပြီးတော့မှဘုံကြီးเจ้าဘုံကိုတင်တာဖြစ်ပါတယ်ဘုံကြီးเจ้าကိုရောက်ပြီးဆိုလို့ရှိရင်လည်း ဒီကျွန်တော်တို့ဒေတာမှာဆိုရင်တရားချမဲ့ဒီသင်ငန်းပေးမဲ့ဆရာတော်ရဲ့ရှိမှရည်ဆက်ဖလားရည်ဆက်ခွက်ရှိတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ကအလူငွေထည့်ရတယ်ဒီမှာじゃတော့အဲ့ဒီလိုမဟုတ်ဘဲနဲ့ဒီကပီးယားတွေကနေပြီးတော့ကမှဘုံကြီးเจ้าပေါ်မှာဒီကြီးစီတလက်ကိုထူရဲပြီးရင်ရှိမှကျွန်တော်တို့ဒီပရိရိလိုမျိုးပေါ့နော်ဒီရေကွက်လေးတစ်ခွက်ချထားတယ်ပြီးရင်အလူကံဖလားလေးချထားပြီးတော့သူတို့ရဲ့နှုတ်ကနေလေဒီကရင်ဘာသာစကားနဲ့ဒီ နှိုးစော်တဲ့အတန်တစ်ခုကိုဒီអော်ရတယ်ပေါ့เนาะအဲ့ဒီလိုပြီးလို့ရှိရင်လည်းဒီရေဆက်ငွေလာထဲတဲ့သူတွေအကုန်လုံးကလည်းရေဆက်ခွက်တွေကိုတန်းသွားထဲတာမဟုတ်ဘဲねဒီဖုန်ကြီးចောင်းမမှာရှိတဲ့လူတွေကိုလိုက်တို့တာပေါ့เนาะအဲဒီမှာဗီဒီယိုထဲမှာဆိုရင်မြင်ရပါလိမ့်မယ်လူတွေကိုအကုန်လုံးလိုက်တို့တယ် သူတို့ရဲ့ရည်ရွယ်ချက်ကတော့ကုသိုလ်ကိုတဲ့အားလုံးအတူတူရအောင်ပေါ့နော်ဒီရေဆက်အတူတူစုံညာရအောင်ဆိုပြီးတော့ဒီအလှူပြုတဲ့သူအချင်းချင်းအဲ့ဒီလိုမျိုးပုံစံနဲ့သူတို့သွားပြီးတော့လှူမဲ့အလှူငွေကိုဘုံကြီးကျောင်းပေါ်မှာရှိတဲ့လူတွေအားလုံးနဲ့လိုက်တို့တာလေးရလဲဒါကျွန်တော်တို့မမြင်ဘူးတဲ့မကြုံဘူးတဲ့ delay တစ်ခုလို့ပြောရမှာပဲဖြစ်ပါတယ်ဟောအဲ့ဒီလိုမျိုးပြီးသွားပြီဆိုရင်တော့ဒီဒါကဒီအောင်မွေး ိုရင်ဝတ်မဲ့ယဟန်ဝတ်ကြမဲ့သူတွေကိုကျွန်တော်တို့ရှေ့မှာဒီဆရာတော်တွေရဲ့ရှေ့မှာတန်းစီပြီးတော့ထိုင်ခိုင်းတယ်။ဟောအဲ့ဒီလူမျိုးထိုင်နေတဲ့ဒီယဟန်လောင်းတာမဏီလောင်းတွေကိုလည်းသူတို့ကနောက်ကနေပြီးတော့ဗာနဲ့ပတ်လိုက်လဲဆိုရင်ဒီပရိတ်ကျိုးပေါ့နော်။အဲ့ဒီပရိတ်ကျိုးနဲ့အားလုံးနောက်ကနေအဲပတ်လိုက်တဲ့တီးတန့်ပေါ့သူတို့ကိုမြင့်မြတ်တဲ့နေရာလေးတစ်ခုဖန်တီးပေးတဲ့ပုံစံမျိုးအဲလှုပ်လိုက်တာပဲဖြစ်ပါတယ်။အဲကျွန်တော်အတွေ့အကြုံရပြောရမယ်ဆိုရင်တော့ဒီကရင်ပြည်နယ်ကရှင်ပြူဒလီတွေက ထိုင်းနိုင်ငံရဲ့ရှင်ပြူဒလေးတွေနဲ့အဲတရံတူတယ်ပေါ့နော်ဟိုလုံးဝချွတ်ဆွကြီးမဟုတ်တောင်မှပဲပုံတရံတူတယ်လို့ဆိုရမှာပဲဖြစ်ပါတယ်ဒါကတော့ဒီသင်္ကန်းမတောင်းမီပေါ့နော်သင်္ကန်းဒီယဟန်ဝတ်ဖို့တာမဏိဝတ်ဖို့ခွင့်မပန်မီဒါပြင်ဆင်နေတဲ့မြင့်ဝင်နေပဲဖြစ်ပါတယ်ဒါဆောနာကျွန်တော်ပြောခဲ့တယ်ပေါ့နော်ဒီပရိဂျိုးပေါ့အဲ့ဒီပရိဂျိုးကိုရွာမှာရှိတဲ့ဒီတက်ကြီး အရွယ်ကြီးပေါ့နော်ဒီတက်ကြွန်တည်ကြတဲ့လူကြီးသူမတွေကနေပြီးတော့မှအဲ့ဒီပရိတ်ကျူးတွေကိုလည်းစီစဉ်နေတာပဲဖြစ်ပါလေပြီးရင်ဒီယဟန်လောင်းပေါ့နော်ဒီကိုရင်လောင်းလေးတွေရဲ့နောက်ကနေပြီးတော့အဲ့ဒီပရိတ်ကျူးယူ wipe ပြီးတော့သူတို့ကိုတည်တဲ့နေရာလေးဖန်တီးပေးလိုက်မှာပဲဖြစ်ပါလေအဲကျွန်တော်တို့မြန်မာနိုင်ငံမှာတိုင်းရင်းသားတွေအများကြီးရှိကြတယ်ယူရဒလီတွေအများကြီးရှိကြတယ်အဲ့ဒီထဲကနေပြီးတော့မှဒီကရင်လူမျိုးတွေဆိုတာကလည်းသူတို့ရဲ့ယူရဒလီကို ဟိုအင်မတန်လေးစားမျက်နှာတံမိုးထားတဲ့လူမျိုးလို့ပြောရမှာပဲဖြစ်ပါတယ်။ဟိုနှစ်သက်เสียပါ။အဲ့ဒီလူမျိုးဒီသူတို့ကိုတရားချပြီးသွားပြီဆိုရင်လည်းဒီဆန်ချဖို့နေရာကိုတွားတဲ့နေရာမှာလည်းလုံးဝအမြကြီးနဲ့ပြီးမထီပါဘူး။ဒီယဟန်လောက်တာမဏိလောင်းနေအကုန်လုံးကိုဒီသူတို့ရဲ့တက်ဆိုင်ရာမိသားစုဝင်တွေကနေပြီးတော့မှပခုံးမောမှာထမ်းဖို့ခေါ်ပြီးတော့မှဒီဆန်ချတဲ့နေရာကိုတွားကြမှာပဲဖြစ်ပါတယ်။သူတို့ကိုလုံးဝအမြကြီးနဲ့ပြီးမထီပါဘူး။ ထိုင်းနိုင်ငံမှာဆိုရင်လည်းတိမ်ဝင်ကြံသည်ဆိုရင်သူတို့တိမ်ကို ပတ်တယ်ပေါ့နော်အဲ့ဒီတိမ်ကိုပတ်တဲ့အခါမှာလည်းဒီရဟန်းလောင်းတာမဏိလောင်းတွေကိုဒီဂုတ်ပေါ်မှာထမ်းထားတာတွေလည်းကျွန်တော်မြင်မှုပါတယ်အခုဒီမှာဆိုရင်လည်းကရာကရင်ပြည်နယ်ရဲ့အဲရိုးရဒလေးလို့ဆိုရမှာပဲဖြစ်ပါတယ်ဒီရှင်ပြူးဒလေးပေါ့နော် ကျွန်တော်တို့တခြားဒေသတွေနဲ့မတူညီဘူးမိတ်ဆွေတို့ရောဘယ်တိုင်းရင်းသားလူမျိုးစုတွေစီကိုရောက်ဖူးလဲဘယ်လိုမျိုးရိုးရဒလေးတွေကိုကြုံဘူးလဲပြီးတော့ဒီမှာဆိုလို့ရှိရင်လည်း ဒီယဟန်ဝိမဲ့တာမဏိဝိမဲ့သူတွေကိုစံချတဲ့အခါမှာကျွန်တော်တို့ဒေသတွေမှာဆိုဆရာတော်တွေတန်ဃာတော်တွေကစံချပေးကြတယ်ပေါ့နော်ဒီမှာတော့သက်ဆိုင်ရာမိသားစုဝင်တွေကပဲစံချပေးကြတယ်ဟောပြီးတော့အဲ့ဒီလိုစံချပြီးသွားပြီဆိုရင်လည်းဘုန်းကြီးကျောင်းမို့ကိုပြန်သွားတဲ့အခါမှာလည်းဒီယဟန်လောင်းတာမဏိလောင်းတွေကိုမြေကြီးနဲ့လုံးဝပေးမထီပဲနဲ့စောနာအတိုင်းပဲဂုတ်ပေါ်ကိုတင်ပြီးတော့ထံပူးခေါ်သွားတာပဲဖြစ်ပါတယ်အဲဒါလေးကလည်းဒီမင်းမြတ်တဲ့နေရာတစ်ခုကိုသွားမယ်လို့ ယူဆတဲ့အတွက်သူတို့ကိုဒီမြေကြီးနဲ့ပေးမထိပဲနဲ့ဟိုဘယ်လိုပြောရမလဲတန်ဖိုးထားတယ်ဆိုတဲ့သဘောမျိုးတက်ရောက်စီတာပေါ့နော်တော်တော်လေးနဲ့တယ်လို့ကျွန်တော်ကတော့ခံစားရပါတယ်။ဟောအဲ့ဒီလူတွေပြီးပြီးဆိုမှဒါကျွန်တော်တို့ငငယ်တော့အန်ကိုရင်ဝစ်ကြမယ်အလှလူရမယ်ဆိုကြက်ကြက်ခဲ့ဘူးတဲ့ဒီတင်ကန်တောင်းပေါ့နော်အဲ့ဒီတင်ကန်တောင်းကိုဆရာတော်ကရှေ့ကနေချပေးတယ်။နောက်ကဒီတာမဏီလောင်းတွေယဟန်လောင်းတွေကအဲ့ဒီဒီတင်ကန်တောင်းကိုလိုက်ပြီးတော့ရွတ်ဖက်ပြီးတော့တင်ကန်စီကိုပြင်ဆင်ရတာပဲဖြစ်ပါတယ်။ ဟိုမိမိပါတာမိမိအလူတွေကရွာထဲမှာတအိမ်နဲ့တအိမ်နဲ့နေတွေရက်တွေမတူညီကြတော့လဲပဲယဟန်ဝတ်တဲ့တာမဏိဝတ်တဲ့ရက်ကတော့အတူတူပဲဖြစ်ပါလေဒါကတော့အဲစီစီကာကာနဲ့ဟိုဒီအလူပွဲကြီးကိုဟိုတိုက်တိုက်ဝင်ဝင်ဖြစ်စီတယ်ပေါ့နော်ဟိုအရန်လဲပျော်စရာကောင်းပါတယ်မိသားစုတွေကလည်းအများကြီးပဲဆိုတော့နော်ဟိုမိမိအလူတီးတန်းမဟုတ်ဘဲနဲ့တရွာလုံးစုပေါင်းပြီးတော့မှတရက်သေးကျင်းပါကြတာ ဒါကိုဒီတရွာလဲလားဆိုတော့မဟုတ်ပါဘူးရွာတိုင်းဒီပါအဲ့ဒီလိုပဲကျင်းပါကြပါတယ်ပြီးတော့ကရင်ပြည်နယ်မှာရှိတဲ့တိမ်တွေအများစုကအင်းတွေအိုင်ကန်တွေထဲမှာစောက်ကြတယ်ပေါ့နော်ရေတိမ်လို့သူတို့ကတော့ပြောကြပါတယ်ဒီရေတိမ်ပေါ့အဲ့ဒီရေတိမ်ပေါ်မှာပဲဒါဒီရဟန်းပေါင်ကိုအဲဝိမဲ့เนาะဒီရဟန်းဝိမဲ့တန်ခါတွေကိုတိမ်တက်ပြီးမှာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီတမ်းမှာဆိုရင်တော့ဒီလိုမျိုးနေရာလွတ်တွေလည်းနေတယ်ပြီးတော့ဘုံကြီးကျောင်းတွေကလည်းမြို့လဲမှာလည်းရှိကြတာဖြစ်တဲ့အတွက် ဒီလိုမျိုးတီးတန့်ရှိနေတဲ့ရေသိမ်းတွေမရှိပါဘူးနောက်ထပ်စိတ်ဝင်စားစရာကောင်းတာတကူကဘာလဲဆိုတော့အဲ့ဒီတိမ်ဝင်မဲ့ဒီတိမ်တက်မဲ့ရဟန်းလောင်းတွေပေါ့နော်အဲ့ဒီရဟန်းလောင်းတွေကိုဘုံကြီးเจ้าဘော်ကနေပြီးတော့တိမ်စီကိုခေါ်တဲ့အခါမှာလေကျွန်တော်တို့ဆိုရင်ဒီတိုင်းမဲ့တာမန်မဲ့သွားလိုက်ကြပြီမဲ့ဒီကရင်ပြည်နယ်မှာကအဲ့ဒီလိုမသွားပါဘူးတက်ဆိုင်ရာဆွမ်းနာပြောသလိုဟိုမိမိရဲ့မိသားစုဝင်တွေကတယောက်ကရဟန်းဝင်မယ်ဆိုရင်အဲ့ဒီရဟန်းရဲ့ဘေးကနေအားလုံးတပတ်လေးတွေခြီးပြီးတော့မှအဲဒီရဟန်းလောင်းလေးကိုဝိုင်း ဒီကင်တွယ်ပြီးတော့ထိ ပြီးတော့မှဒီတပတ်လေးကိုလည်းအထိပြီးတော့မှတိမ်ကိုလိုက်ပို့ကြတာပဲဖြစ်ပါတယ်ဒီအယူအဆကဘာကြောင့်လဲဆိုရင်ねသူတို့ကဒီယဟန်နိဗ္ဗာန်ကိုသွားတဲ့အခါသူတို့ကလည်းနိဗ္ဗာန်ကိုအတန်းလိုက်ပြီးပါသွားအောင်ဆိုတဲ့ဒီရည်ရွယ်ချက်နဲ့လို့ပြောပါတယ်အခုမိတ်ဆွေတို့မြင်နေရတဲ့အတိုင်းပါပဲဒါတိမ်ဝင်မဲ့ယဟန်တွေကိုတပတ်လေးနဲ့ချီကျန်တဲ့မိသားစုဝင်တွေကအဲ့ဒီတပတ်အစလေးကိုကင်ပြီးတော့ဒီတိမ်ဝင်မဲ့ယဟန်တွေကိုတိမ်စီကိုလိုက်ပို့တဲ့မြင်ကွင်းလေးပဲဖြစ်ပါတယ်ဒါလေးကလည်း အဲထူဆန်းပြီးတော့မှတကယ်ကို အတိတ်ပဲရှိတယ်လို့ခံစားရစေတဲ့အဲဒလီလေးလို့ဆိုရမှာပဲဖြစ်ပါတယ်ပြီးပြီးဆိုရင်တော့ဒီဒါယဟန်လောင်းနေကိုဟောတိမ်အဝရောက်ပြီးဆိုရင်မိမိယဟန်လောင်းဟုတ်ဟုတ်မဟုတ်အားလုံးကဒီတိမ်ဝင်မဲ့ယဟန်ကိုဝိုင်းပြီးတော့ထိကြတယ်သူတို့ရဲ့အတိတ်ပဲကတော့ဒါနိဗ္ဗာန်သွားမဲ့အကုသိုလ်လုံးမဲ့သူကိုဒါသူတို့ကသူတို့ကလည်းဒီကုသိုလ်တွေကိုမျှယူလိုက်တယ်ဆိုတဲ့အယူအဆလို့သူတို့ကပြောကြပါတယ် ပြီးတော့ဒီတိမ်အဝါကိုရောက်ပြီးဆိုလို့ရှိရင်လေဒီတိမ်ဝင်တဲ့အခါမှာပါဝင်မဲ့ဥစဉ်တပါးကနေပြီးတော့ဒီဟန်းကောင်းတွေကိုတိမ်ထဲဝင်ခွင့်တောင်းတဲ့အဲဒီပါဠိလိုလေးရွတ်စီတယ်ပေါ့နော်အဲ့ဒီလိုလေးရွတ်စုပြီးမှသာလင်ဒီယဟန်းလောင်းတွေကိုတိမ်ထဲကိုဝင်ခွင့်ပေးတာပဲဖြစ်ပါတယ်ဒါလေးကတော့အဲ့ဒီမြင်ကွင်းလေးပဲဖြစ်ပါတယ်အထဲမှာကတော့ဒါအဲတိမ်ဝင်မဲ့ဒီဥပိ္ပဇေဆရာတော်တွေပဲဖြစ်ပါတယ်အခုဆိုလို့ရှိရင်ဒါယဟန်းလောင်းတွေတိမ်ထဲကိုဝင်နေပါပြီ ဒီနေရာကမိုးရွန်းဆိုရင်ရေတွေပြည့်နေတဲ့နေရာပေါ့နော်ဒါပေမဲ့လည်းဒါကတကြံလဲဖြစ်နေတယ်ပြီးတော့အချိန်အခါမဟုတ်ဒီမိုးလဲရွာနေတယ်ဆိုတဲ့အတွက်ဒီနေရာထူးထူးခြားခြားနေလေလို့ပြောရမှာပဲဖြစ်ပါတယ်ပြီးတော့ပြန်ဒီဥစ္စာလေးကတော့ဒါကတော့အားလုံးနဲ့တူပါတယ်ဒီတိမ်သည်ပြင်ပမြည်သည့်အရာနဲ့မှဆက်သွယ်နေလို့မရဘူးပေါ့နော်ကျွန်တော်တို့မျိုးပေါ်မှာဆိုရင်တော့ဒီတိမ်ကိုဆက်သွယ်ထားတဲ့မိကျိုးတွေကိုဖြုတ်တာ ဒီတိမ်နဲ့အပြင်ပန်းနဲ့ဘာမှဆက်ဆက်ထားတာမရှိရဘူးဘောနော်အခုဒီမှာဆိုလို့ရှိရင်လေရေတိမ်နဲ့စောနာပေါင်ကူတရာလေးနဲ့ဦးဖြုတ်လိုက်တာကိုမိတ်ဆွေတို့မြင်ရမှာပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ဒီတိမ်ဆင်းလာတဲ့တန်ကားတွေကိုတိမ်ဆင်းလောင်းနဲ့မြင်ဖို့မရှိပါတယ်ဒီဒလီလေးရလည်းအားလုံးအတူတူပဲဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအခုလိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့တော်လန်ခရီးသွားဆိုတဲ့အတိုင်းပဲကျွန်တော်တော်လန်ကြီးနေမြီမှာကြုံတွေ့ခဲ့ရတဲ့ အကြောင်းအရာတွေအဲပြီးတော့ဒီသူတို့တွေရဲ့ရိုးရဒလေးတွေကိုကျွန်တော်ရဲ့ YouTube channel လေးမှာအဲတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ဒါကြောင့်ဒီအကြောင်းအရာလေးတွေကိုစိတ်ဝင်စားတယ်အသိကျင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ခဲ့ပြီးဖို့ကျွန်တော်ဒီနေရာကနေပြီးတော့မြေတားရက်ခံပါတယ်ပြီးတော့မိတ်ဆွေတို့ရဲ့တငယ်ချင်းတွေကိုလည်းကျွန်တော်ရဲ့ YouTube channel လေးအကြောင်းမိတ်ဆက်ပေးဖို့ကျွန်တော်နောက်ထပ်တစ်ချိန်မြေတားရက်ခံအပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုလေးကို အဆုံးထိကြည့်ရှုပေးတယ်ဆိုရင်တော့ like and comment လေးပေးခဲ့ကြပါအောင်ခင်ဗျာ